ရိုဂျာလနကိုင်ဖွဲဖြစ်တဲ့ RSA RSO တို့ရဲ့ဒေတာတွင်အကြမ်းဖက်တပ်ဖြတ်မှုတွေအပေါ်ဒေတာတွင်ရိုဟင်ဂျာတွေကကန့်ကွက်ရှုံချလိုက်ပါတယ်။ဒါဟာစစ်ကောင်စီနဲ့ RSA RSO တို့ပူးပေါင်းပြီးတော့ရခိုင်နဲ့ရိုဟင်ဂျာလူမျိုးတွေကိုပြည်တနာဖြစ်အောင်လှုံ့ဆော်နေတာဖြစ်တယ်လို့ဒေတာခန့်ရိုဟင်ဂျာတွေကပြောဆိုလိုက်ပါတယ်။ကေခိုင်သတင်းပေးပို့ထားတာပါရှင်။ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့အာဆာနဲ့ ISO အဖွဲ့တွေကမောင်တော်ခရံအတွင်းမှာအပြစ်မဲ့ပြည်သူတွေကိုမကြာခဏဖမ်းဆီးနှိပ်စက်တပ်ဖြတ်တာတွေလုပ်နေတယ်လို့ဒေတာခန့်ရိုဟင်ဂျာတွေက ပြောဆိုကြပါတယ်။ဒါဟာဒေတာတွင်တင်းကျင်းအေဂျင့်ရင်းနဲ့တရားဥပဒေစိုးမိုးရေးကိုချိန်ချောက်နေပြီးခုလိုလုပ်ရတွေကိုပြင်းပြင်းထန်ထန်ကန့်ကွက်ထုတ်ချရဲလို့မောင်တော်ခရံရိုဟင်ဂျာအကြီးအကဲဖြစ်တဲ့ဂျူရီကောင်းဆောင်အာဘူဘာဆေးကပြောပါတယ်။ကျွန်တော်ရဒီကရှုံးနေကြတာတော့ဘယ်လိုပြောမလဲပေါ်ပါပါ။ သူတို့ရဲ့အဲပြဒူကိုတာဂက်တာပြီးတော့မှလိုက်သက်လာတဲ့ဥစ္စာကြီးအဲအဲ့ဒါသူတို့ကျွန်တော်တို့ပေါ်ပြောနေတဲ့လူမျိုးရတဲ့ဆိုတာလုံးဝတလွေးစီဖြစ်ပြီးတော့မှသူတို့ဘာမှမဝရမရှိဘဲနဲ့ဘာမှနေမရရခုမှမရှိဘဲနဲ့သူတို့ကတော့အဲအယတပိသူတွေကိုလာတက်တာဟာကျွန်တော်ဘကခံပွားတယ်လို့ရှုရှားခဲ့ပါတယ်နောက်ပြီးတော့မှအဲလိုလေ မလုံးသိဘူးသူတို့ဘာတုတ်တဲ့ဟာဒီလုံးဝအယုံရှင်မရှိသလိုကျွန်တော်တို့ဒီမှာရှိနေတဲ့မွတ်စလင်မျိုးကိုလည်းကိုယ်စားမပြုလို့ကျွန်တော်ပြုလို့ပါတယ်သူတို့ကျွန်တော်ယိုဟန်ဂျာလောတွေ့ပါဆိုပြီးတော့မှဂုံးစင်တက်ပြီးတော့တခပါလုံးမှအဲ့လိုဆန်ကုန်တဲ့တောင်ပြီးတော့မှပတ်စံလိုက်ရှာတာပဲရှိသေးတယ်ယခုအချိန်ကျွန်တော်တို့လုပ်ပေးခဲ့တာဘာမှမရှိဘူး တဖက်မှာလည်းမောက်ရော့ခရိုင်ကို ULAA အုပ်ချုပ်ခဲ့ပြီးတဲ့နောက်ဒေသတွင်းအခြေအနေတွေဟာတည်တည်တသာတည်ငြိမ်အေးချမ်းလာပြီးဒေသခံရိုဟင်ဂျာတွေဟာဘာသာရေး၊ပညာရေး၊ကျန်းမာရေးနဲ့ခရီးသွားလာရေးကိစ္စရပ်တွေမှာပိုပြီးတိုးတက်ကောင်းမွန်လာတယ်လို့ရိုဟင်ဂျာရေးရာကောင်စီရဲ့တာဝန်ရှိသူတွေကပြောပါတယ်။ ဒါအပြင်ရိုဟင်ဂျာတွေအနေနဲ့ ULA ရဲ့သက်ဆိုင်ရာဌာနဆိုင်ရာရုံးတွေမှာအမှုထမ်းခွင့်ရရှိလာပြီးဘာသာရေးရိုးရာတလေကိစ္စရပ်တွေကိုညှိနှိုင်းဖြေရှင်းဖို့ရိုဟင်ဂျာအကြီးအကဲတွေနဲ့ဂျူရီအဖွဲ့ကိုဖွဲ့စည်းခဲ့တယ်လို့ဆိုပါတယ်။ဒါဟာဒေတာတွင်ရခိုင်နဲ့ရိုဟင်ဂျာတွေအကြားလူမှုသဟဇာတာဖြစ်ပြီးငင်းချမ်းစွာအတူချိန်တွေးရေးကိုအထောက်အကူပြုပြီး AA ရဲ့အခုလိုလုပ်ရအပေါ်ကြိုးဆိုတယ်လို့ပြောဆိုမှုတွေလည်းရှိနေပါတယ်။ ဒါပေမဲ့ခုလိုလူမှုတဟာစာရဖြစ်နေတဲ့အချိန်မှာအာစာနဲ့အိုင်းဆိုအကျန်းဖက်တမားတွေဟာပြည်သူတွေကိုပြစ်မှတ်ထားပြီးရခိုင်နဲ့ရွင်ကြတွေကြောင့်ယုံကြည်မှုပြက်ပြားလာအောင်။ကျောင်းရင်းစိတ်တွေနဲ့ဆစ်ဆန်ရေးတင်းမာလာအောင်လူမျိုးနှမျိုးကြပြဿနာဖြစ်လာအောင်ဖန်တီလှုပ်ဆောင်နေတာသာဖြစ်တယ်လို့ရိုဟင်ဂျာရဲအကောင်စီရုံးရဲ့ဥက္ကဋ္ဌဦးတိန်အောင်ကပြောပါရယ်။ဒီအာစာဆိုတဲ့ကျန်းဖက်တမားကိုကျွန်တော်ဒီလိုက်ပြည်သူလမ်းမခဲ့တော့ပါ။ကျွန်တော်ဒီအရကပြက်တဲ့ကောင်နဲ့ဖြစ်ရပြည့်လို့ကျွန်တော်ဒီကထုတ်တာတော့မဟုတ်ပါဘူး။ ကျွန်တော်ကော်မတီရှိတဲ့သူကြီးဟုတ်အာသာဆိုရဟုတ်လုံးဝလမ်းမခံပဲပဲဆိုတော့လုံးဝလမ်းမခံတာပြည်သူပဲတတ်တာတပတ်တလဲစဉ်းစားမယ်ဆိုရင်ဒါရခိုင်နဲ့မဆိုရင်ပြဿနာဖြစ်အောင်ခဏိတဲ့ပုံစံပဲကျွန်တော်ထင်ပါတယ်အဲ့ဒါကြောင့်လမ်းဒီကနေ့လမ်းမခံပါဘူးကျွန်တော်ကောင်စီဥပဒေနဲ့ကျွန်တော်လုံးဝလမ်းမခံပါဘူးစိတ်ကုံစီနဲ့အာသာနဲ့ပေါင်းပြီးတော့နော်ဒီလူရဲ့လုံးရဆိုတာတပြည့်ပြန်ကြည့်တာပါကျွန်တော်အတိလေးအတိမင်းမကြည့်ပါလမ်းလည်းလမ်းမခံဘူး ်လွတ်မှုသူတို့ကလည်းဘယ်လိုပြောမလဲငွေစီးပွားရေးလုပ်တဲ့ပုံစံမျိုးကျွန်တော်ထင်ဒီမောင်တော်ခရမ်းမှာရှိတဲ့ပုစနေတွေလူတို့ကတရားမှလက်ခံတာပေါ့ပါကျွန်တော်အတိမဲ့လည်းမပြုပါဘူးတတိယကျွန်တော်လူတို့ကလောက်တယ်မဟုတ်ပါဘူးကျွန်တော်အဲ့လို ာနာမသိန်းခင်ကစစ်တပ်စခန်းတွေကိုတိုက်ခိုက်ခဲ့တဲ့ရိုဟင်ဂျာလက်နက်ကိုင်တပ်တွေဖြစ်တဲ့အာဆာနဲ့အိုင်ဆိုတို့ဟာအာနာသိန်းပြီးနောက်ပိုင်းစစ်တပ်နဲ့ပူးပေါင်းပြီးတော့အာရခတက်တော် A ကိုတိုက်ခိုက်ခဲ့ကြပါသေးတယ်။ဒါအပြင်အဲ့ဒီလက်နက်ကိုင်တပ်ဖွဲ့တွေဟာနေဆက်ဒေသမှာတောလာကြတဲ့ပြည်သူတွေကိုတပ်ဖြတ်တာတွေလည်းလုံဆောင်လာနေတာ ဖြစ်ပါတယ်။ရခိုင်ဘင်္ဂလားဒေ့ရှ်နေဆက်မောက်တော့ခရအတွင်းမှာရှိတဲ့ရိုဟင်ဂျာလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်ကြတဲ့အာဆာနဲ့အိုင်ဆိုတို့ရဲ့အကြမ်းဖက်တပ်ဖြတ်မှုတွေကြောင့်2025ခုနှစ်အတွင်းမှာသေဆုံးသူ20တယောက်ထက်မနည်းရှိလာခဲ့ပြီး ထိခိုက်တရားရရှိသူတွေလည်းအများအပြားရှိခဲ့ပါတယ်။ကျမကေခိုင်ပါ။